အကျန်းဖက်စစ်ကောင်စီကျင်းပမဲ့ရွေးကောက်ပွဲဟာအတူယောင်ရွေးကောက်ပွဲသာဖြစ်ပြီးဖက်စစ်လူရွေးပွဲလို့သာ အမည်တွင်မှာဖြစ်လို့ပြည်သူတွေအနေနဲ့ပါဝင်ပတ်သက်ခြင်းမပြုလုပ်ကြဖို့အတွက်မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ကနိုဝင်ဘာလ10ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။မွန်ပြည်ဖက်ဒရယ်ကောင်စီအနေနဲ့အကျန်းဖက်စစ်တပ်ကပြုလုပ်ကျင်းပမဲ့တရားမဝင် အတူယောင်ရွေးကောက်ပွဲအပေါ်မူဝါဒရည်တည်ချက်စာတမ်းကို ထုတ်ပြန်ထားပြီးဖြစ်တယ်လို့လဲဆိုထားပါဗျ။ပြည်သူလူထုအနေနဲ့စစ်ကောင်စီရဲ့ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ရှင်ပြိုင်အရွေးခံတာ ပါတီတစ်ခုခုအတွက်မဲဆွယ်စည်းရုံးတာအတူအယောင်ရွေးကောက်ပွဲအထားမြောက်စေဖို့တိုက်ရိုက်ဖြစ်စေတွေ့ဝါရည်ဖြစ်စေတနည်းနည်းနဲ့ပါဝင်ပတ်သက်မှုပြုခြင်းပံပိုးကူညီမှုပြုခြင်း အားပေးခြင်းများမပြုလုပ်ဖို့နဲ့ပြုလုပ်ပါကား မွန်ပြည်ဖက်ဒရယ်ကောင်စီရဲ့လုံထုံးလုံနည်းနဲ့အညီအရေးယူသွားမှာဖြစ်တယ်လို့ထုတ်ပြန်ကြမှာပါရှိပါတယ်။နောက်ထပ်နှစ်ပေါင်းများစွာ နိုင်ငံကိုစစ်ကြုံပြုဖို့လက်နက်ကင် လူသက်လိုင်စင်ရယူဖို့နဲ့ဆက်အာဏာရှင်စနစ်တည်မြဲစေဖို့ရည်ရွယ်ပြီးရွေးကောက်ပွဲကျင်းပတာလို့ထုတ်ပြန်ကြမှာဆိုထားပါတယ်။ဒါကြောင့်မွန်ပြည်ဖက်ဒရယ်ကောင်စီအနေနဲ့စစ်ကောင်စီကပြုလုပ်မဲ့တရားမဝင် အတုရောင်ရွေးကောက်ပွဲကို ရွေးကောက်ပွဲအကျိုးရွေးကောက်ပွဲကျင်းပစဉ်နဲ့ရွေးကောက်ပွဲအလွန်ကာလ၃ပါးစလုံးကိုစန့်ကျင်သွားမှာဖြစ်တယ်လို့လည်းထုတ်ပြန်ကြမှာအတီလင်းဖော်ပြထားပါတယ်။အဲဒီနောက်တဆက်သေးမှာပဲမုံပြင်းနယ်မှာရှိတဲ့မြို့နယ်9မြို့နယ်မှာစစ်တပ်ကရွေးကောက်ပွဲမတိုင်မီထိုးစစ်အရှိန်မြင့်လာနိုင်တာကြောင့်စစ်ဘေးရှောင်ပြည်သူကိုညီပေးရေးအတွက်မွန်ပြည်ဖက်ဒရယ်ကောင်စီနဲ့မွန်ပြည်နယ်အတိုင်းအမြန်ကောင်စီတို့ပူးပေါင်းလိုက်တယ်လို့လည်း နိုဝင်ဘာလ12ရက်နေ့မှာထုတ်ပြန်လာပါတယ်။နိုဝင်ဘာလ17ရက်နေ့ကမွန်ပြည်ဖက်ဒရယ်ကောင်စီနဲ့မွန်ပြည်နယ်အတိုင်းအမြင်ခံကောင်စီတို့တွေ့ဆုံခဲ့ကြပြီးအကြမ်းဖက်စစ်တပ်ရဲ့တိုက်ခိုက်မှုများကိုအရေးယူတုံ့ပြန်နိုင်ဖို့အရေးပေါ်ညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ကအခုလိုသဘောတူညီခဲ့ကြတာလည်းဖြစ်ပါတယ်။ရွေးကောက်ပွဲကော်မရှင်ရဲ့စည်ရင်းတွေအရာပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီတိုင်းရင်းသားစီလုံးညီညွတ်ရေးပါတီပြည်သူ့ရှေ့ဆောင်ပါတီ ပြည်သူပါတီရှမ်းနယ်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီနဲ့မြန်မာနိုင်ငံတောင်သူလေသမားများဖွံ့ဖြိုးတိုးတက်ရေးပါတီတို့မှ တနိုင်ငံလုံးမှာပါဝင်ရှင်ပြိုင်သွားမဲ့ပါတီတွေဖြစ်ကြပါဗျ